မင်္ဂလာပါကျမတို့အပတ်စဉ်တင်ဆက်နေကြပြည်သူစစ်သားစနစ်များရဲ့စကားသံအစီအစဉ်မှာတော့ဒီတစ်ပတ်မှာတော့ညီမလေးတယောက် pick ခေါ်ထားပါတယ်။သူကတော့အဲထူးခြားတယ်ပေါ့နော်။သူကိုယ်တိုင်ကလည်း CDM ဝန်ထမ်းဖြစ်တယ်။ဂျမိုင်း CDM ဝန်ထမ်းဖြစ်တယ်။သူ့ရဲ့အမျိုးသားကလည်းအဲရေးတဲ့ကပေါ့နော်။ဂျမိုင်း CDM ဝန်ထမ်းဖြစ်တယ်ပေါ့။ဆိုတော့သူတို့ရဲ့ဒီ CDM ခရီးလမ်းအလေအရင်စိတ်ဝင်စားချက်ကောင်းနေပြီးတော့ဟိုတကယ်ကိုရေးရေးတောက်ဖြတ်တန်းနေတာမျိုးကြီးလည်းနားထောင်ရတယ်ပေါ့နော်။ဆိုတော့ဒီတစ်ပတ်မှာကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကြတော့အမျိုးသမီးတွေပေါ့နော်။အခုဆိုစပွဲတွေမှာအမျိုးသမီးကအသုံးချခံဖြစ်နေတယ်။အဲဒီအကြောင်းကိုကျမတို့ အဲဒီညီမလေးနဲ့ဆွေးနွေးမှာဖြစ်တယ်ပေါ့နော်အဲမင်္ဂလာပါညီမလေးရေအဲညီမလေးရဲ့အကြောင်းအရာတွေကအရင်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဆိုတော့ညီမလေးကဘသူဖြစ်တယ်နောက်ပြီးတော့ညီမလေးဖြတ်သန်းခဲ့ရတဲ့ CDN ခီလန်းကိုလည်းမိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ပါမဟုတ်ညီမနာမည်ကကျတော့မတူစာလို့ခေါ်ပါတယ်ဒီညီမကဒီအာနာမသိန်းခင်ပေါ့နော်အဲဘီသူညီမရဲ့ကြီးကြပ်ဘီပပ်ဘလစ်ဟဲဆူပါဗိုက်ဇာရာတို့အနေနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်ပဲဖြစ်ပါတယ် အာနာဒီအလုတ်ကပေါ့နော်ဒီတော်ယုံဝါသနာရင်ခံပြီးလောက်ရတဲ့အလုတ်မျိုးလည်းဖြစ်တယ်ဒီအာနာသိမ့်ပြီးတဲ့နောက်မှာလည်းအဲညီမတို့အဲဇနီးမောင်နှံနှစ်ဦးက CDM အဖြစ်ခံယူခဲ့တယ်ပေါ့နော်အာညီမကကျတော့ဒီ3လပိုင်းမတ်လ1ရက်နေ့2021မှာ CDM စပြီးလုတ်ခဲ့တယ်အဲ CDM စပြီးလုတ်တော့အာညီမတို့တွေကဒီဝန်ထမ်းတွေစုပေါင်းလိုက်ပြီးတော့ CDM လုတ်ယုံနဲ့အဆင်မပြေဘူးပေါ့နော်အဲငါတို့တွေဒီဒီစစ်ကောင်စီကပြည်သူတွေကို ဒီအာနာတန်တိုင်းပြည်လုံးကိုအာနာသိမ့်မယ်အာနာသိမ့်ပြီးဒီနိုင်ငံကြီးကိုဖျက်ဆီးလိုက်မယ်ဆိုတာသိရတယ်။သိရတဲ့အကြောင်းမလို့ဒီဝန်ထမ်းတွေစုပေါင်းလိုက်တယ်ဌာနဆိုင်ရာဝန်ထမ်းတွေရောဒီကျမကြီးဝန်ထမ်းတွေရောညီမတို့ကကျမကြီးနေပဲဖြစ်တော့ကျမကြီးဝန်ထမ်းတွေကိုအဲစုပေါင်းပြီးတော့အာဆန္ဒပြတယ်စပီကောက်လုပ်တယ်လမ်းတွေမှာအဒါနဲ့အဆင်မပြေသေးဘူးဒီကမ်ပိန်းတွေမှာလည်းပါဝင်လှုပ်ရှားခဲ့တယ်ပေါ့နော်အဲအဲ့ဒါညီမတို့ဟိုခုနကညီမလေးပြောပြတာဆိုရင်ဟိုအကုန်လုံးပေါ့နော်ညီမတို့ဟို ဇန်နာရီပြကြတယ်နောက်ပြီးတော့မြန်မာတို့အိမ်ဒီပါချိတ်ပိတ်ခံရတဲ့အထိဖြစ်ခဲ့တယ်လို့သိရပေါ့နော်အဲ့အကြောင်းလေးလည်းပြပြပေးပါဟုတ်အာညီမတို့အိမ်မှာကြတော့ဒီဝန်တန်းတွေပေါ့နော်ဒီအရင်ကလည်းဝန်တန်းအလုပ်ကိုချင့်မြှင့်လို့တဲ့လူတွေဖြစ်တဲ့ဒီနိုင်ငံဝန်တန်းအလုပ်ကိုပေါ့နော်ချင့်မြှင့်လို့တဲ့လူတွေလည်းဖြစ်တဲ့အကြောင်းမလို့ဒီ CDM လုပ်တယ်ဆိုတာဒါစွန့်စားမှုတစ်ခုပဲလေအာပြီးတော့ဒီအမျိုးတွေထဲမှာလည်း ဒီအကျဉ်းထောင်အခုလက်ရှိပေါ့နော်ဒီနိုင်ငံရဲ့အကျဉ်းသားကြနေတဲ့လူတွေလည်းရှိတယ်ပြီးတော့ဒီအတော်ကိုယ်တိုင်ကလည်းဒီ NLD ပါတီခေါင်းဆောင်တူဖြစ်တဲ့အတွက်ကြောင့်မလို့အမေကိုယ်တိုင်ကလည်းဒီ CDM ဆရာမတူပေါ့နော်အဲဒီနိုင်ငံအိမ်တွေကိုချိတ်ပိတ်တယ်ဒီအကျဉ်းဖတ်ပေါ့ အညိုချိတ်ပက်တဲ့လိုက်ဖမ်းတယ်ပေါ့လိုက်ဖမ်းစီဒါတွေရှိတယ်အာညီမတို့လည်းထွက်ပြေးတင်းရှောင်တယ်တနေရာပြီးတနေရာဒီနေရာပြီးတနေရာတအိမ်ပြီးတအိမ်ပြောင်းလဲတော့ကြောင့်မလို့ညီမတို့မှလည်းဆုံးရှုံးမှုတွေအများကြီးဖြစ်တယ်ပေါ့နော်အာအိုးခွက်တွေအဆပေါ့နော်ဆုံးရှုံးမှုတွေအများကြီးဖြစ်တယ်ဒါကိုညီမတို့ကကြတော့ဒါကိုမမှုဘူးပျော့ပျော့ပပပဲပျော့ပျော့ပပပဲရှေ့ဆက်ကြမယ်ပေါ့အာဒီတော့ လုတ်ခဲတာတွေလည်းနောင်တမရဘူးအိမ်ကြီးချိတ်ပိတ်တာကိုလည်းညီမတို့ကနောင်တမရပဲဒီလိုမျိုးပဲရှေ့ဆက်ပြီးသွားခဲ့တာအဲ့လိုယူပဲမြန်မာနိုင်ငံမှာထွက်ပြေးတိမ်းရှောင်တဲ့နေတဲ့နေရင်းနဲ့မှနောက်ပိုင်းငါတို့လည်းဒီဒါတော်လှန်ရေးထဲမှာဆက်ပြီးလုတ်ချင်းတယ်ဒီနိုင်ငံမြန်မာနိုင်ငံမှာလည်းနေဖို့ကအဆင်မပြေဘူးပေါ့နော်အာဒါကြောင့်မလို့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဒီလွတ်မြောက်နယ်မြေမှာနေပြီးတော့ဟိုဆက်ပြီးတော်လှန်မယ်ဆိုပြီးတော့ဒီကိုရောက်ခဲ့တာပါဟုတ်တမိသားစုလုံးမနော် အဲအဲ့လိုမျိုးမိသားစုတွေဟိုရှိတယ်ပေါ့နော်အမကညီမပြောနေတဲ့အချိန်မှာစဉ်းစားမိရအဲဒီလိုလိုမျိုးတွေဒါတို့အဲ့အချိန်တော့အများကြီးရှိခဲ့ဒီလိုမျိုးဒီကာလအထိကြာရှည်လာမှာမဟုတ်ဘူးပေါ့နော်အဲအဲ့လိုမျိုးတွေးမိတယ်ပေါ့နော်ဆိုတော့လေညီမဘာဖြစ်ရလေးစားပါတယ်အဲနောက်တစ်ခါကျတော့အခုအမတို့ဆွေးနွေးပွဲလေးကိုဆက်သွားလိုက်မယ်ဆိုရင် အခုပေါ်တော့စစ်ကောင်စီကအဲဒီမြန်မာနိုင်ငံအနှံ့အပြားမှာစစ်တေးဖြစ်နေ ခေဆက်ဆက်လဲစစ်ကောင်စီဟာတိုင်းရင်းသားဒေသတွေမှာဆိုမျိုးသမီးတွေအပေါ်မှာလုံးဝအကြက်ဖက်ကျူးလွန်တာတွေနောက်ဟိုမတော်မတရားပြုကျင့်တာတွေအဲ rape လုပ်တာတွေဒါတွေရှိခဲ့ပေါ့နော်တို့ကဒါဟိုအမားတို့ဆိုဟိုဒီဒီရန်ကုန်မှာနေတဲ့နေတဲ့မျိုးကြီးပြကြီးတွေရောက်ကွာတိုင်းရင်းသားဒေသတွေမှာဖြစ်ပျက်နေတာဟိုမသိခဲ့ဘူးသတင်းမီဒီယာပေါ်ထုတ်တယ်ဆိုလဲစစ်ကောင်စီရဲ့ ဟိုဘယ်လိုပြောရမလဲဒီဒီဝါရာမိုင်းနေသူတို့ရဲ့ဒီအလေအညာတွေပေါ့နော်ဟိုမီဒီယာအားလည်းနေတဲ့အခါကျတော့ပြည်သူလူထုကဒါတွေကိုတိကျမသိခဲ့ဆိုတော့အခုအချိန်မှာစစ်တနန်မြန်မာနိုင်ငံတနန်တလျားမှာစစ်ဖြစ်နေတဲ့အချိန်အမျိုးသမီးတွေသူတို့ကလုံးဝအတုံးချစရာအရာတစ်ခုဖြစ်နေဟိုအတုံးပြူနေကြရပေါ့နော်ဆိုတော့ညီမလေးကိုယ်တိုင်လည်းဟိုမျက်စိအချိန်မှာဒီစစ်ကောင်စီကကျူးလွန်တာတွေကိုကြုံခဲ့ရဘူးတာရှိရဲဆိုတော့လေအဲအဲ့ဒီ ဒီအမားတို့ကိုတလုံးအောင်ဆိုတည်င်းမှာဖက်လိုက်ရတယ်။နောင်ချူမှာ16နှစ်ပဲမိန်းကလေးကိုဒီစစ်ကောင်စီကအာဓမပြုကျင့်တယ်ပြုကျင့်ပြီးတော့အာဟိုဘယ်လိုပြောရမလဲ။ဒါကဒီတမှုလည်းမဟုတ်ဘူး။သူကဗိုက်ကြီးတည်တာဟိုမချင်အောင်ကွာတည်ရမလား။ဒီလိုမျိုးတွေဆိုတဲ့အခါကျတော့ညီမကျမရင်ဝင်တဲ့အနေနဲ့အဲ့လိုမျိုးမျိုးသမီးတွေပေါ်မှာသူတို့ဘယ်လိုတွေပြုမှုခဲ့ရလဲဆိုတာသိရရင်ပြောပြပေးပါဦး။ဟုတ်ကဲ့။အာညီမဖြတ်တန်းခဲ့တဲ့အတွေ့အကြုံလေးတခုတော့ပြောပြမယ်ပေါ့နော်။အာညီမကဒီ မွန်ပြည်နယ်ရွာလေးတို့ရွာမှာတာဝန်ကြရတယ်ပေါ့နော်အဲတာဝန်ကြရတယ်အရင်တုန်းကတော့အေဂျင့်တဲ့ရွာလေးပေါ့သူတို့ကတိုင်းရင်းသားလူမျိုးတွေဖြစ်တယ်ဒီရိုးသားတယ်ပေါ့နော်အပို့ပြီးတော့ပွင့်လင်းမြင်သားတယ်ပေါ့ဖြစ်တဲ့အတွက်ဒီဘသူပဲလက်လာလက်ခံတယ်အဆင်ပြေတယ်အဲအေဂျင့်ချမ်းလေးနဲ့ပြပြပါလဲနေကြတယ်ရွာလေးပေါ့ တောင်းဝန်ကြပြီးတော့ CDM လုပ်ပြီးညီမအဲ့ဒီရွာမှာပဲဆက်ပြီးတော့နေထိုင်နေပေါ့နော်ဒီဖန်းစည်းဓာတ်တွေလည်းကိုမျိုးကိုရွာမှာညီမနေတာကတနေရာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာလေးကလုံခြုံတယ်လို့ခံစားရတယ်။ CDM လုပ်ပြီးလည်းသူတို့ကိုဆက်ပြီးတော့ဟိုစေဝါဆောက်ရှောက်မှုတွေပေးတယ်။ပြီးတော့နောက်ဘာဖြစ်လဲဆိုတော့ဒီမှာဒီစစ်တပ်ကအဲ့ဒီရွာလေးကိုဒီလေရင်နဲ့ဘုံကျဲတယ်။ဒီဘုံမကျဲခင်ဒီပြည်သူ့ကာကွယ်ရေးတပ်ကဒီ PDF တွေကပေါ့နော်။ဒီ ရွာလေးရဲ့ဒီအစွန်ဆုံးနေရာကရင်ပြည်နယ်ဖြစ်တဲ့အတွက်များတော့ကြောင့်မို့လို့ကရင်ပြည်နယ်ရဲ့ဒီစခန်းကိုတင်လိုက်တယ်ကော့ဘင်းဆိုတဲ့စခန်းကိုတင်လိုက်တယ်တင်လိုက်တော့ဒီစစ်ကောင်စီကကြတော့ဒါမြေပြင်နဲ့တိုက်တဲ့အင်အားသူတို့မှမရှိဘူးမရှိတဲ့ကြောင့်ဒီလေရင်နဲ့ပုံကျဲတယ်အိုးအိမ်တွေပျက်စီးတယ်အိုးအိမ်တွေပျက်စီးတဲ့အချိန်မှာသူတို့ကဒီအိုးအိမ်တအင်ရဖို့အတွက်ဒီနိုင်ငံသားတွေမှာအလုပ်ထွက်ပြီးလုပ်ကြတယ်အိမ်တအင်ရဖို့အတွက်တချို့ဆိုလို့ရှိရင်အိမ်ဖြစ်ဖို့အတွက်သူများစီမှာချင်းငှားပြီးတော့အိမ်ဆောက်တယ်အဲ့လိုမျိုးတွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုတွေအောင်လုပ်ခဲ့တယ် ဖြစ်ချင်တော့အဲ့ဒီမှာနေတယ်ညီမနေတဲ့အချိန်မှာအာဒီတာဝန်ကျတဲ့အချိန်မှာဒီအိမ်ကဒီရွာကောင်မလေးတယောက်ကအသက်73နှစ်ခလေးလေးပေါ့ခလေးလေးတယောက်ကတူတူလာအိပ်ပြီးတယ်အဖေါ်အဖြစ်ပေါ့နော်ဒီပုတ်ချုပ်ရီမှုကိုတိုင်းကအာဆီယမအစင်မပြေမှာစိုးလို့အာတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအမျိုးသားကလည်းအဲ့ဒီအချိန်မှာအာ CDM မလောက်ကသေးဘူးညီမကဒီအရင်လောက်တာသူကကြတော့တနေရာမှာ အာတစ်နှစ်နီးပါးကြာတယ်အမျိုးသားနဲ့စီဒီအမ်သူကကြောင်းမျိုးမျိုးကြောင့်ထွက်လာဖို့အဆင်မပြေသေးဘူးအာသူကဒီ gate တွေကိုဖြတ်ရမယ်ထွက်လာဖို့အဆင်မပြေဘူးသူသူ့ရဲ့အာမှတ်ပုံတင်ကအစတိန်းထားတယ်သူတွေကထွက်လာဖို့ဘလို့မှအဆင်မပြေသေးဘူးစီဒီအမ်လုပ်မယ်ဆိုတာအစတည်းကနှစ်ယောက်သားရွယ်ချက်ရှိတယ်အာနာတိန်းပြီးတဲ့အဲ့ဒါကြောင့်မို့ရွယ်ချက်ရှိရှိနဲ့ခွဲနေတာပေါ့နော်အဲ့ဒီမှာအဲ့ဒီအချိန်မှာလာအိပ်ပေးတယ်ကောင်မလေးတယောက်ပေါ့နော်73နှစ်ကလေးလေးတယောက်ကလာအိပ်ပေးတယ်လာအိပ်ပေးတဲ့အချိန်မှာအဆင်ပြေတယ် ဒီရွာသူရွာသားတွေကကောင်းပေးကြတယ်နောက်ဆုံးကဆီယမ်မလေးနေဖို့အတွက်အိမ်မှာဆောက်ပေးမယ်ဆိုပြီးတော့အဲ့လောက်ထိတော့သဘောထားပြီးွားကြတယ်ဒီလီရင်နဲ့ဘုံချိန်တယ်ညီမကဒီချိန်မှာရွာမှာအန်ဒီရရှိတယ်မနေချင်တော့ဘူးပေါ့နော်မနေတော့ဘူးသူကရေလည်းရှိတယ်ရေလန်းခီးလည်းရှိတယ်တကြောင်မို့ညဘက်ဆိုတင်းမောတွေစစ်တင်းမောတွေသွားတဲ့အတန်ကိုကြားတယ်ကြားတဲ့အချိန်မှာကိုယ့်အတွက်လုံခြုံမှုမရှိဘူးခံစားရတဲ့အချိန်မှာဟုတ်ပြီတမီတမီကတော့အိမ်မှာပြန်နေပြန်နေပေါ့နော်အဲသူကကြောင်းလဲအဲ့ဒီချိန်ကဒီကြောင်းတွေစစ် ကိုစက်ဖြစ်တယ်ဆိုចောင်းနေတာမတက်ဘူးသူက CDM ចောင်းသားတွေပဲပေါ့နော်အဲ့လိုမျိုး CDM ဆန္ဒပြ CDM ចောင်းသားတွေပဲចောင်းမတက်ဘူးအိမ်မှာတပြက်နေဆိုတော့သူ့အဖေနဲ့သူအပ်တယ်အပ်ထားတယ်ပေါ့နော်သူ့အမေမိဘလည်းရှိတယ်ဖေရောမေရောရှိတယ်ဆက်တော့နှစ်កောင်မှလေးဖေရောမေရောရှိတဲ့အချိန်မှာသူအပ်တယ်သူကပြန်နေတယ်ပြန်ညီမကအဲ့အချိန်မှာပြန်သွားတခြားနေအောင်ရှောင်ပြီးနေတယ်ရှောင်ပြီးနေတဲ့အချိန်မှာလေရင်နဲ့ဘုံကျဲတယ်ပြီးတော့ဘုံကျဲပြီးတော့သူအဲ့ဒီနေရာကိုတိမ့်ပလိုက်တယ်ရွာကိုတိမ့်လိုက်တယ်ရွာကိုတိမ့်လိုက်တဲ့အချိန်မှာ ဒီကောင်မလေးကိုလည်းသူတို့ပါသွားတာအဲ့ကောင်မလေးကိုအိုးဒီ73နှစ်ကောင်မလေးကို rip လုပ်တယ်ပေါ့နော် rip လုပ်တယ်ပါသွားတယ်အဲပါသွားပြီးတော့ဖမ်းဆီးသွားတယ်ပေါ့ဖမ်းဆီးပြီးတတ်ဖြတ်လိုက်တယ်နှုတ်ပိတ်လိုက်တဲ့သဘောပေါ့နှုတ်ပိတ်လိုက်တဲ့သဘောအဲ့လိုဖြစ်သွားတယ်ဖြစ်ချက်မှာဒီမိဘတွေကိုလည်းတနက်တင်နဲ့ရိုက်တယ်ထုနှက်တယ်ဒီဥတွေပိုင်းပိုင်းပြတ်တဲ့အထိဒါမှဖြစ်ချင်တော့နှစ်ယောက်စလုံးမိန်းမလို့သူကအမျိုးသမီးလို့သူကကြတော့တည်သွားတယ်ပေါ့နော်ဒီအမျိုးသားအသက်ရှင်ကျင်ခဲ့တယ် တမီလေးအမျိုးသားအသက်ရှင်ကျန်ရခဲ့တယ်ဆိုပေမဲ့သူ့မှာအယူတစ်ပိုင်းလိုပဲသူ့မှာစိတ်အခြေအနေရရောအဆင်မပြေဘူးပေါ့စိတ်ယုံရောက်သွားခဲ့တယ်အဲစိတ်ယုံရောက်တဲ့အချိန်မှာစိတ်ယုံမှာเนาะစိတ်ယုံရောက်ရင်တန်လန်းတယ်သူတို့စစ်ကောင်စီအဖွဲ့ကလာတယ်ဒီဆရာဝန်တွေကစလာပြီးတော့ဒီလိုမျိုးသူတို့လောက်တာမဟုတ်ပါဘူးစေဝါထွက်ချက်ဘူးအဲ့လိုမျိုးပေးပေးပါသူတို့လောက်တာမဟုတ်ပါဘူးပေါ့เนาะအဲ့လိုထွက်ဆိုပေးပါအဲ့ဒါနဲ့ငွေ9သိန်းလာပေးတယ်ငွေ9သိန်းလာပေးတဲ့အချိန်မှာဒီဖခင်တယောက်နေနဲ့ ဘလို့ခံစားရမလဲကိုသမီးတယောက်လည်းတည်တယ်မိမလို့သူကလည်းသူ့အရှိမတည်သွားတယ်တနက်နဲ့ပြသက်ခံရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဖခင်လို့သူကလည်းဘလို့မအဆင်မပြေဆိုတော့ဒီဆရာဝန်တွေမမြင်တဲ့အချိန်မှာပေါ့နော်သူကိုသူဆူဆိုက်လုပ်ပြီးတော့တည်ချောင်းကြံသွားခဲ့တယ်ပေါ့နော်ပြီးတော့နောက်ရှိသေးတယ်ပေါ့နော် ဖြစ်စဉ်ကကြတော့ဒီသူတို့ကဒီကိုယ်ဝန်ဆောင်အမျိုးသမီးတွေမရှောင်တာထက်ကိုဒီသာသနာရေးအဆောက်အဦတွေတော့မရှောင်ဘူး ဒီဖုန်းကြီးတွေရှိတဲ့နေရာတွေဒီပြစ်မှတ်ထားရမယ့်နေရာမဟုတ်ဘူးဒီစစ်ရေးဆိုတာ point ပြစ်မှတ်ထားရမယ့်နေရာလည်းမဟုတ်ဘူးအဲ့ဒီနေရာတွေကလေဘုံဆောင်ရှိတဲ့နေရာတွေကျမရေးပြဝန်အဆောက်အဦတွေဒီဖုန်းကြီးကျောင်းဘာသာရေးသာသနာရေးကျောင်းတွေအဲ့ဒါလည်းသူကမရှောင်ဘူးဖုန်းဖုန်းတပားဆိုလို့ရှိရင်လည်းသူတို့မျက်စိရှိမှာဒီတရားနာပင့်ဖိတ်တာပေါ့နော်ကြွားကြွားဖို့သူကသွားတာအဲ့ဒါကိုဒီတနက်နဲ့ပြစ်တက်လိုက်တယ်ပေါ့အဲ့လောက်ထိကိုဖြစ်ခဲ့ပါတယ်ဟုတ်อืม သူတို့ကျူးလွန်တဲ့ကိစ္စတွေကလည်းဟိုတစ်ခါကြိုက်မှလည်းတွေးရပေါ့နော်ဟိုဘလိုတွေနော်အရေးယူကြမလဲအကြောင်းမလို့လေဟိုပြည်သူကဒီစစ်တပ်ယူနီဖောင်းဆိုရင်လည်းရမ်းမုန်းတယ်စစ်ဆိုတဲ့အတန်းကြိုင်းလည်းရမ်းမုန်းတယ်လေဟိုသူတို့ကလေဟိုအမအမအမမြို့သားနဲ့ပြောဖြစ်တယ်ဆိုသူတို့ကလူတရိစံနေလို့ဟိုခန္ဓာကိုယ်ကဒါလူဖြစ်နေရအောင်နောက်တွေစိတ်တွေ ဟိုဟိုအကုန်လုံးอ่ะလေတရိတ်ဆန်တရိတ်ဆန်တော့မှာပဲသူတို့ကအများကြီးမြင့်မြတ်ပါတယ်ပြောရရင်ဟိုခွေးလေးဆိုရင်ကြွေးတာရင်ပြန်မကြိုက်ဘူးလေနော်อืมမြန်မာလေးပြောအမတော်တော်ခံစားခံစားရစွာလေဒီလိုမျိုးလေတို့အိုကလေးတွေဘလောက်တောင်မှ မလုံးမကြုံဖြစ်နေလဲเนาะပြီးတော့ဒီမျိုးသမီးကသူတို့အဲ့လိုမျိုးဟိုစိတ်ဖြည်စရာသူတို့နောက်ဆုံးမိတ်ကွာဟိုဘယ်လိုပြောရမလဲလူမဆန်တာကွာအဲ့လိုမျိုးတွေ အာရမပြုကျင့်ပြီးလေဘာဘာကိစ္စတက်တက်ဖြက်ပြရတာလဲเนาะခလေးတွေကိုလေဟိုတော်တော်ဆိုးတယ်ဒီမိမတွေစတားဇနီးမယားတယောက်အနေနဲ့ရောဒီကျမကြီးရှူတောင်းနေနဲ့ကြည့်မယ်ဆိုရင်လုံးဝကိုကန့်ကွက်တယ်ပေါ့နော်ဟိုစတားဇနီးမယားတယောက်အနေနဲ့ကြည့်မယ်ဆိုရင်ဒီစတက်ထဲမှာလဲဒီတချို့အရာတွေရှိတယ်အာဒီအချင်းချင်းပေါ့အင်းဒီဆဲဆိုတာတွေစတက်ထဲမှာလဲရှိကြတယ်ဒီကြီးနိုင်ငယ်ညင်းပေါ့ ထပ်ဖာအောက်ဖေးအဲ့လိုပုံစံတွေလည်းရှိကြတယ်အဲ့ဒီစစ်တပ်ထဲမှာလည်းရှိကြတယ်ပေါ့နော်ရှိတယ်ဒီအပြင်မှာဆိုတော့ဒီအမျိုးသားဆိုရင်ပြောတာအရင်တော့ဆိုဒီအပြင်မှာဒီလိုမျိုးဆိုသူမသိဘူးဘာလို့ဆိုတော့ဒီစစ်တပ်ရဲ့အေးအာဟိုကပဲသူလွှမ်းမိုးနေတယ်ပေါ့နော်ဒီမီဒီယာတွေကိုလည်းသူတိတ်ပြီးတော့ကောင်းကောင်းမသိဘူးဖုန်းဆိုလည်းသူကအချိန်ပိုင်းသုံးရတာလေဆိုရှယ်ကိုတိတ်အများအများကြီးဟိုသုံးခွင့်မရှိဘူးသူတို့မှာအဲ့ဒါကြောင့်မို့သူကဘယ်လိုလဲဆိုတော့ဒီသူ့တကယ်ချင်းဆန္ဒပြတဲ့အထက်မှာ သူ့ငွေချင်းဆုံးသွားမှ तू ကဒီလိုမျိုးအပြင်လောကမှာဖြစ်ပျက်နေပါလားဒီအဲ့လိုမျိုးမှ तू သိတာဟုတ်တယ်အဲ့ဒါလေသူတို့ရဲ့ brain wash တမျိုးပဲပေါ့နော်သူတို့ brain wash ကဟိုဘယ်လိုပြောရမလဲမျိုးသမီးတွေဆိုလဲ brain wash လုပ်ထားတယ်အဲဒီစစ်သားတွေဆိုလဲ brain wash လုပ်ထားတယ်အမားလေးလာဆန်းစစ်မှုအရာလေးဟိုသူတို့မျက်စိနဲ့တက်အပ်မြင်သွားရင်ကွာတာမန်နှလုံးသားရှိရဲ့စစ်သားကြတော့ ဟိုလိုက်ပဲတက်တက်ဘာပဲလှုပ်လှုပ်ဒီစစ်တပ်ကိုကြောခိုင်းကိုခိုင်းနေပေါ့နော်နောက်ပြီးရင်စစ်တပ်ရဲ့ brainwash ကမင်းတို့တက်ပြေးဖြစ်မင်းတို့တက်ပြစ်မှာထောင်ချပြစ်မှာဆိုသူကအဲ့ဒီဟိုဟာတွေကိုသူကဘလို့မှအမြဲတမ်းမှပျော်ထားတာတော့နော်ဆိုတော့အမအမျိုးသားဆိုလည်းအဲ့တိုင်းပဲဘမောမှာသူရှိမှာဒီ G1 ကအမျိုးသမီးတယောက်ဖြစ်တက်တာကိုမြင်တဲ့အခါမှာအဲ့စစ်တပ်လုံးဝကြောခိုင်းနေလုံးဝပဲသူမနေနိုင်တော့မနေချင်တော့ဒီလူတွေက အမအရင်တော့ပြပြရလေတရားညီမလိုပဲပြပြအော်ဒီလူတွေကဒီလိုလုပ်နေရယ်ဆိုရင်သူတို့စိတ်ထဲမှာဟဲဟောဟုတ်ရဲ့လားပေါ့သူတို့ရဲ့ brain wash ပေါ့အတည်းမလားဟဲဟောဟုတ်ရဲ့လားဆိုသူနောက်ဆုံးသူမျက်စိနဲ့အဲဒီစလားပြပွဲကြီးဟိုသူအဲ့တပွဲပါပဲသူမြင်လိုက်တာမြင်လိုက်တဲ့အချိန်မှာဟိုအော်သူကတကယ်လုံနေတာဘဲဆိုတာကိုသူသိသွားတဲ့အချိန်မှာလုံးဝကြောက်ခိုင်းဆိုတော့အဲ့ဒါညီမလေးပြောတာဟုတ်တယ်သူတို့မျက်စိနဲ့မြင်တဲ့အခါမှာသူတို့တကယ်ကြုံလိုက်ရတဲ့အခါမှာ ဟိုကြောက်ခိုင်းကြရယ်ပေါ့နော်တာမန်စိတ်ဟိုမရှိတဲ့လူကတော့အဲအဲ့လိုဖြစ်လဲဆက်ပြီးတော့နေကြရတဲ့လူတွေလည်းရှိရယ်အခုပေါ့နော်ဒီဟိုတလောကဆိုရင်ကတ်မလူမှာဒီတော်လိုင်းတက်ဖွဲ့ရပါဘူးညီမတို့လည်းကြည့်လိုက်ရမှာပေါ့နော်ကိုဝင်ဆောင်မျိုးသမီးဖမ်းဖမ်းမိရယ်ဖမ်းမိရယ်ချင်းမသူကလေးမွေးပြီးမေးတေးသေးချာမွေးပြီးမေးဆိုပြီးပြောခဲ့ပေါ့နော်နောက်ဆုံးမိုင်ဖုန်းအင်ဂျီယာစာသူတို့တွားယူပြီးရယ် ဆိုတော့အခုဆိုအဲ့မျိုးသမီးကလေးမွေးရပြီသူကောင်းမွန်တယ်ဟိုစောက်ရှောက်ထားတာတွေ့ရတယ်ပေါ့နော်ဆိုစက်ကစဆိုလို့ရှိရင် တော့ကိုဝင်ဆောင်မျိုးသမီးကပြချာဟိုချင်းမှာဆိုဟိုအရင်တစ်နှစ်ကချင်းမှာဆိုရင်ဒီကိုဝင်ဆောင်မျိုးသမီးကိုပါသူတို့မချမ်းဘူးပေါ့နော်ဒါပေမဲ့တို့ကာကွယ်ရေးတပ်ဖွဲ့တွေညာကြတော့ကိုဝင်ဆောင်အမျိုးသမီးဆိုရင်ဒါကလေးမွေးပြီးမယ်တေချာဟိုလူလူချင်းဝဲကွာဟောနားလေပေါ့နော်ဆိုအဲ့အပေါ်မှာညီမဟိုပြောပြပေးပါဦး ီပြည်သူ့ကာကွယ်ရေးတပ်ပေါ်เนาะဒီ PDF တွေကကြတော့ဒီတို့ကကြတော့ဒီခွဲခြားထားတဲ့အပိုင်းအပိုင်းစိတ်တိုက်ရမယ့် point နဲ့ဒီမတိုက်ရမယ့် point ဆိုပြီးအပိုင်းတွေခွဲခြားတာဒီကိုဝန်ဆောင်မိခင်တွေကသူ target မဟုတ်ဘူး target မဟုတ်တဲ့အရာကိုသူကရှောင်ပေးတယ်ရှောင်ပေးတာဒါလူကျင်ဝင်လေအဲပြီးတော့ဒီ PDF တွေကများသောအဖြစ်ဒီမြို့ပြတွေ မျိုးနယ်ကလာတယ်လို့သူတို့ထဲမှာမှဒီဆရာဝန်တွေရှိတယ်ဒီအင်ဂျင်နီယာတွေရှိတယ်ပညာတတ်တွေရှိတယ်ဒီစီးပွားရေးပညာရှင်တွေရှိတယ်ပေါ့နော်စီးပွားရေးလုပ်ငန်းရှင်တွေရှိတယ်ပေါ့အများသောအဖြစ်ကအဲ့လိုမျိုးတွေမျိုးအပေါ်မှာနေတဲ့လူတွေကစုပေါင်းပြီးမှဒီ PDF ဆိုတာတော်ထည့်ဝင်လာပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဆိုတာဖြစ်လာတာပေါ့နော်ဆိုတော့အစထဲကသူတို့စိတ်ထဲမှာခိုင်ချက်တစ်ခုတည်းပဲ ဒီနိုင်ငံရေးအာဏာသိမ်းတာကိုမကြိုက်ဘူးဆန့်ကျင်တော်လှန်မှုတော့တော်သေးဝင်တာဒါကြောင့်တို့ကတော့ပန်းတိုင်ရတစ်ခုတည်းပဲတို့မှအဲ့ဒီစိတ်တက်ကလုံးဝမရှိဘူးပေါ့နော်ဒီကွန်ဆောင်မိခင်တွေကိုအာဒီကွန်ဆောင်မိခင်နဲ့ကလေးသူငယ်တွေကိုဖန်စီတပြတ်တာတွေအဲ့လိုမျိုးလုံးဝမရှိဘူးပေါ့နော်တို့ကအဲ့ဒီအတွက်ကြောင့်ရည်ရွယ်ချက်အဲ့ဒီရည်ရွယ်ချက်ကြောင့်တို့ကဒီပြည်သူ့ကော်မတီတက်လုတ်ခဲ့တာမဟုတ်ဘူးလေအာဏာသိမ်းတာကိုမကြိုက်လို့ဒီနိုင်ငံရေးကိုဖျက်ဆီးမှာကိုမကြိုက်လို့တို့တို့ကဒီတော်သေးကိုဝင်ပြီးတော့လုတ်ခဲ့တာပေါ့နော်ဟုတ် ืมသူတို့ရဲ့ပန်းနိုင်ရတခုတည်းပဲအာလာရှင်စနစ်ကိုဖြုတ်ချဖို့ဟိုအားရကြတော့မဟုတ်ဘူးသူတို့ကကြတော့သူများပစ္စည်းခိုးမယ်အဲမိန်းကလေးတွေကိုအနိုင်ကျင့်မယ်အမျိုးသမီးတွေကိုအနိုင်ကျင့်မယ်ဒါဒါကကြတော့ဟိုဘယ်လိုပြောရမလဲလူလူချင်းတွေခံယူချက်ချင်းတွေကွာတာပေါ့နော်ဆိုတော့ညီမပြောရလဲအရင်ကောင်းပါတယ်ဆိုတော့လေအာနိုင်ငံတကာ မှာဆိုလို့ရှိရင်လည်းဒီ UN Security Council Resolution တွေပေါ့နော်အဲ LRB အရာဆိုရင်မျိုးသမီးတွေကိုဒီ conflict related sexual harassment အနေနဲ့ကာကွယ်ပေးဖို့မူဝါဒရှိရေပေါ့နော်ဆိုတော့ဟိုဒီပြည်သူ့ကာကွယ်ရေးတပ်တရားကြတော့အဲဒီလိုမူဝါဒတွေကိုသိရင်သိမသိရင်ဒီဆိုရင်တော့မှာပဲလူကျင့်ဝတ်သဘောအရာတရားအရာဒီလူတွေကိုကာကွယ်ဆောင်ရှောက်အောင်လေဆိုတော့သူက auto အော်တိုမက်တစ်သိရပေါ့နော်ဒီစက္ကစတော့လုံးဝမသိဘူးနောက်ပြီးတော့ဒီလိုမူဝါဒတွေရှိရနောက်ပဲ international humanitarian law ပေါ့နော်အဲအဲ့ဒါတွေအဲဒီသူတို့တွေဆိုလို့ရှိရင်ဒါပြောထားတယ်အဲကိုဝင်ဆောင်တဲ့ note တိုက်မိခင်နောက်ပြီးတော့လို့ရှိရင်အဲဒီဖရားကြောင့်ကနေရာတွေတာသနာအဆောက်အဦတွေကစီရင်ပြတ်မှန်မဟုတ်ဘူးပြန်တော့ပြောအမျိုးသမီးတွေကိုဆိုလို့ရှိရင်လည်းဒါနိုင်ငံတကာစစ်ပွဲတွေမှာ refugee camp နေထားပေးထားတယ်ဒီမှာတွေ မပြစ်ရဘူးမလုံရဘူးပေါ့နော်ဒါပေမဲ့စက္ကစကတော့အမြဲတမ်းမှာဒီလိုနေရာတွေကိုလိုက်ပြီးတော့တိုက်ခိုက်နေတဲ့ချိန်မုံနေတဲ့အပြင်အမျိုးသမီးတွေရဲ့ဒီငြေးချမ်းကြီးနဲ့လုံခြုံရေးကိုပါအမြဲတမ်းထိပါရဲပေါ့နော်ဆိုတော့ကာွယ်ပေးရမယ့်မူဝါဒတွေကာွယ်ပေးထားတဲ့ဥပဒေတွေရှိတော့လဲသူတို့အမြဲတမ်းချိုးဖောက်နေအမားတို့ ီအမျိုးဒီနိုင်ငံအမျိုးသမီးဆိုညီမလေးပြောခုနရွာလေးဆိုရင်အရင်အရင်အီချမ်းနေတယ်ဒီကလေးတွေကလွတ်လပ်ပြောပေါ်ပွားစွာစော်ကစားနေလို့ရတယ်ဒါပေမဲ့ဒီလူတွေလာပြီးရနောက်ပိုင်းကျတော့ဒီလိုကိစ္စတွေပေါ့နော်ရင်းနှီးမွေရကိစ္စတွေကြုံရတယ်ပေါ့နော်ဆိုတော့ဒါကတော့အမတို့အခုစကားဝိုင်းရအောင်ဆုံးမအောင်ရောက်လာပြီပေါ့နော်ဆိုတော့ညီမလေးအနေနဲ့ဒီကျမရေးဝန်တန်းလေးဖြစ်တယ်နောက် CDM မျိုးသမီးတယောက်လည်းဖြစ်တယ်အဲပြီးတော့အမျိုးသားလည်းလုံးဝပြည်သူလူထုဟို ပြည်သူလူထုကိုအနိုင်ကျင့်အောင်မကြိုက်လို့ဆိုပြီးတော့လှုပ်လာတဲ့စစ်တပ်စီရင်တူဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးအချုပ်မှာတော့ဒီတို့နိုင်ငံရဲ့အမျိုးသမီးညီချင်းနဲ့လုံခြုံရေးအတွက်ဒီစက္ကစပြိုပြက်အောင်လို့အဲဘလိုဘလိုလဲဘလိုတွေလှုပ်ဆောင်ကြဘလိုဘလိုတွေလှုပ်ဆောင်တင်နေပေါ့နော်အဲနောက်ပြီးတော့ဒီစက္ကစတွေအထက်ကတို့ရဲ့စစ်သားဇနီးပြည်သူစစ်သားဇနီးများဆိုဒီစက္ကစရည်တဲ့စစ်သားဇနီးတွေရောနောက်ဆုံးအနေနဲ့ပေါ့နော်ဘာပြောချင်လဲဒီ စစ်ကောင်စီอ่ะဗောနော်ဒီသူတို့ကကွန်ဆောင်တွေလည်းမရှောင်းဒီမိခင်တွေလည်းမရှောင်းဒီစီရင်ပြတ်မှတ်ထားရမယ့်နေရာမဟုတ်ဘူးခုံကြီးเจ้าတွေဒီပရိဝင်တွေဆိုတာစီရင်ပြတ်မှတ်ထားရမယ့်နေရာတွေမဟုတ်ဘူးဒါတို့ကအတိညာမဲ့တာဗောနော်ဒီပခုံးနှစ်ဖက်ကြာမှာခေါင်းပေါက်တာလူလို့မခေါ်ဘူးလေလူသားမဆန်ဘူးအဲသူတို့ရဲ့စိတ်ထဲမှာလူတွေကအခုဘလို့ဖြစ်လဲဆိုတော့သူတို့စစ်ကောင်စီရဲ့ဒီစစ်တပ်ရဲ့ယူနီဖောင်းမြင်နေရဒီမိန်ကလေးရာကြောက်နေပြီတချို့မဖွင့်ပြတဲ့နယ်ပယ်တွေကဒီတိုင်းရင်းသူမိန်ကလေးတွေအဲဒီ မြန်မာမလေးတွေပေါ့နော်တိုင်းရင်းသားမှမဟုတ်ပါဘူးတချို့မဖွင့်ဖြိုးတဲ့နေရာတွေလည်းရှိပါတယ်အဲ့မှာဒီစစ်တပ်ကိုမြင်တဲ့သူတွေကကြောက်နေပြီဒီအကြောက်တရားနဲ့လွှမ်းမိုးထားတာပေါ့နော်အဲဒီအကြောက်တရားနဲ့လွှမ်းမိုးထားတဲ့နေရာမှာဒီစစ်တပ်ကလည်းပို့ပြီးတော့ရွာစီးတွေသူတို့လုပ်နေပဲအကျဉ်းလုပ်နေပဲနောက်ဆုံးဘယ်လိုလဲဆိုတော့အိမ်တအိမ်ကိုလင်းရင်ဘုံကျဲလိုက်တယ် အိမ်တွေကိုအိမ်တိုင်တချို့အိမ်တွေကလည်းမပြည့်စည်တာရှိတယ်ဒီရွာသားတွေကစွန့်ခွာသွားပြီးနေရက်ကိုစွန့်ခွာသွားပြီးအဲရှိတဲ့နေရာမှာလိုက်နေကြတယ်အမျိုးအိမ်တွေမှာနေကြတယ်ပေါ့နော်အဲ့ဒီအိမ်မှာရှိတယ်ပစ္စည်းတွေကအစားယူတယ်ဒီအိမ်မှာရှိတဲ့အိုးအိမ်ရဲ့ပစ္စည်းတွေကျန်တဲ့တချို့ဟိုဆန်စီစားတွေကအစအဲ့လောက်ထိကိုပြောရင်ငတ်ငတ်နေတဲ့သဘောပေါ့နော်အဲ့လောက်ထိကိုသူတို့ရဲ့စစ်ကောင်စီရဲ့လက်အောက်ကိုလှုပ်ချင်အောင်လှုပ်ဆိုပြီးတော့အဲ့လိုလှွတ်ထားတာသူကလည်းအောက်ကိုလှုပ်ချင်အောင်လှုပ်ဆိုပြီးတော့အဲ့လို ပြောထားတာအောက်ငယ်သားတွေကကြတော့လေအဲသူကျင့်တတ်တယ်ဒီဘဝနဲ့ပဲဒီဘဝနဲ့ပဲကျင့်တတ်တယ်ပေါ့နော်ဟုတ်ဒီညီမရန်စီစစ်သားဇနီးများတယောက်အနေနဲ့ပေါ့နော်ဒီသူတို့အနေနဲ့ကြည့်မယ်ဆိုရင်ပေါ့စစ်သားစစ်သားဇနီးများတယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီဟာကိုလုံးဝကတ်ကွက်ရှုပ်ချတယ်ပေါ့နော်အာနောက်လည်းကျမရေးဝန်တန်းတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျမရေးအရာကြည့်မယ်ဆိုရင်တော့မှဒီအနာလေးကိုဟိုဘိုက်ခွဲတယ်ဆိုရင်တော့မှအချိန်တန်ပြန်ကောင်းလာတာပဲနှလုံးအစားထုတ်ကုရင်တော့မှအချိန်တန်အသက်ရှင်သေးရပါပဲ ဒီရတယ် rip လောက်ခံရတဲ့ main ကလေးတွေဒါသူတို့အဆက်တိတ်ခါသူတို့ဘလို့မျိုးပြန်လှုပ်ပေးမှာလဲဟုတ်လူမျိုးမအဆင်မပြေတော့ဘူး main ကလေးကလည်းအသက်ရှင်ကျင်တာသူတို့ဒီတငယ်ချင်းအပေါင်းအသင်းတွေကြားမှာဆွေမျိုးတွေကြားမှာဘလို့မအသက်ရှင်ဖို့အတွက်ခွန်အားမရှိဘူးပေါ့နော်အဲ့လိုမျိုးတွေအတွက်ကြောင့်မလို့ဒီလုံကဒီအရာမျိုးလည်းကန့်ကွက်ရှုတ်ချတယ်ပေါ့နော်ဟုတ်เออสิตัดเทียสักกะสะริเยอ่าดิตรุ่ยเยษณีริဆိုလို့ရှိရင်လည်း လာရိုးနားထောင်စေခြင်းတယ်ကျွန်မအမတို့ကနားထောင်စေခြင်းလို့ဒီလိုစကားဝိုင်းတွေကိုပြုလုပ်နေရခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့လေဟိုကိုယ်လင်းယောက်ကြာရှေ့တန်းမှာဘိုင်ကျူးလုံငယ်လေဟိုတခိုးလာတဲ့ပစ္စည်းတွေကိုပဲတာယာမနီနေပေါ့နော်ဆိုတော့ဒီလိုမျိုးလုပ်ခဲ့တဲ့လူရှင်သူကိုယ်တိုင်ကလည်းပူပေါင်းပါဝင်ဆောင်ရွက်ရမယ်သူ့မှာတမိလေးရှိခဲ့ဘယ်လိုလုပ်မလဲနော်ဆိုတော့ အာဒီနေ့တော့စကားဝိုင်းရဲ့အဆုံရောက်လာပြီပေါ့နော်ဆိုတော့ကျမတို့ဒီနေ့ဒီညီမအတူစားနဲ့အတူဆွေးနွေးခဲ့ကြရတယ်ဆွေးနွေးခဲ့ကြရတဲ့အချိန်မှာစက္ကစဒီတိုင်းသားဒီတာတွေအဲဂျွာလေးတွေမှာအမျိုးသမီးတွေကိုဘယ်လိုမျိုးတွေအနိုင်ကျင့်စော်ကားအဲဟိုအာရမပြုတ်ကျင်နေလဲဆိုတော့ကျမတို့လည်းနားနဲ့ကြားခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီစစ်သားစနီးတွေကိုကျမတို့ဒီကနေ့ပြောချင်တာက ဒီလိုကိုလင်ယောက်ျားကျူးလွန်ခဲ့တယ်ဆိုရင်မိမိကိုယ်တိုင်ပူပေါင်းပါဝင်ဆောင်ရွက်ပါကိုကိုမှာကိုစင်းစာတရားတစ်ခုပေါ့နော်သမီးလေးတွေရှိရင်ဘယ်လိုလုပ်မလဲကိုသမီးလေးတွေကိုသူများအဲ့လိုမျိုးစော်ကားဝါရဲဆိုလို့ရှိရင်အဲကိုကိုကိုချင်းစာစိတ်နေပေါ့နော်ဆိုတော့ဒီနောက်ပြီးတော့ဒီစကစကစစ်သားတွေအားဆိုလို့ရှိရင်အမျိုးသမီးတွေအပြင် ရှစ်သမျှမြန်မာနိုင်ငံကလူတွေအကုန်လုံးအဲဒီ ဟိုမိုင်းရိုင်းစော်ကနေအဖွဲ့ဖြစ်တယ်ဒါကြောင့်မလို့အဲဒီလူတွေရဲ့ဇနီးဖြစ်ခံမလားဒါမှမဟုတ်လို့ရှိရင်ပြည်သူဘက်ကိုကူးပြောင်းမလားဆိုတာကိုအဲကျမတို့အမြင်ထဲမှာအဲတိုက်တွန်းနေတာဖြစ်တယ်အဲဒီကနေ့မှလည်းဆက်လက်ပြီးတော့တိုက်တွန်းနေဘာကြောင့်လဲဆိုတော့စကားဆစစ်သားတွေကနောက်ဆုံးမိတ်အဲခြေတန်းမှာကြာဆုံးနေရင်တော့မှာပဲလူမသိသူမသိအဲသူတို့ကမြုပ်ပြလိုက်တယ်လူမသိသူမသိဟိုတေဆုံးနေရတယ်နောက်တန်းမှာဒီ ဟိုတန်ခဲ့တဲ့မိသားစုကိုလည်းအတိမပေးဘူးရှစ်လကြာမှအတိပေးတာကတော့နောက်ပြီးရင်လည်းအတုပကို စိတ်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 ပဲလို့ပဲလိုင်းမမတင်ရဘူးဒီလိုကန့်သက်ချက်တွေအများကြီးရှိရပေါ့နော်ဆိုတဲ့အခါကျတော့လူခွင့်ရေးလဲဆုံးရှုံးနေဆိုမိမိရဲ့လေယောက်ကြောင့်တိုက်တွန်းဖြောင်းဖြားပါပြည်သူ့ဘက်ကိုအမြန်ဆုံးရက်တည်ပါလို့ဒီနေရာနေပြီးတော့ပြောချင်တယ်အဲနောက်ပြီးတော့မိမိကိုယ်တိုင်လဲအမျိုးသမီးတူဖြစ်တယ်ဆိုတော့အမျိုးသမီးရဲ့ငြိမ်းချမ်းနဲ့လုံခြုံရေးယူလဲအဲဆက်ကဆာရဇနီးတွေကစဉ်းစားကြပါလို့ပြောချက်ပါတယ်ကျမတို့ရဲ့စကားဝိုင်းကတော့ဒီကနေ့မှပြီးဆုံးသွားပါပြီ။အဲတော်လံပြည်သူများအားလုံးဘေးကင်းလုံခြုံကြပါစေ။